ရှလုံအလုံးပိုင်းမင်္ဂလာပါယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဖရာထမမိန်သက်ဝမ်းမြောက်ကယ်တင်ခြင်းဒီနှုတ်ပတ်တော်ကိုဆင်ခြင်ခံယူနှလုံးတွင်းတော်သူတယောက်တိုင်းပေါ်မှာဖရာခင်ကောင်းချီးပေးပါစေဒီနေ့ဝေမျှခြင်းတဲ့နှုတ်ပတ်တော်ကရှမတဲခရစ်ဝင်ခန်းကြီး6အပိုင်းငယ်6ကဖရာတည်တယ်ဆိုတဲ့နှုတ်ပတ်တော်အဖြစ်ဝေငါရင်နဲ့ခွန်အားပေးခြင်းနဲ့ ်တင်ဒီဆုတောင်းသောအခါစိတ်ညံရအခန်းသို့ဝင်၍တကားကိုပိတ်ပြီးမှ မထင်ရှားသောအရ၌ရှိတော်မူသောတင်ဤအဘကိုဆုတောင်းလောမထင်ရှားသောအရာကိုမြင်တော်မူသောတင်ဤအဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူလတံအသက်ရှင်သောနှုတ်ပတ်တော်ဖြစ်သည့်အတွက်ဇာနာသူရောက်တိုင်းပေါ်မှာဖျာခင်ကောင်းချီးပေးပါစေဒီနေ့ဒီနှုတ်ပတ်တော်ကိုနားထောင်တဲ့သူတွေ ခွန်အားယူတဲ့သူတွေအားလုံးကိုထပ်လောင်းပြီးတော့ခွန်အားပေးခြင်းတဲ့အရာ no so ခြင်းတဲ့အရာသိစေခြင်းတဲ့အရာကကျွန်တော်တို့ကိုးကွယ်သောဘုရားသခင်ဟာအသက်ရှင်သောဘုရားသခင်ဖြစ်တယ်။ calling true သောဘုရားသခင်ဖြစ်တယ်။ကောင်းမြတ်တော်မူကြောင်းကိုမြည်ဆမ်းပြီးတော့တိမတ်ကြလောလို့ပြောတဲ့ဘုရားသခင်ဖြစ်တယ်။တို့ဘုရားနာမပုံကြည်ပါစေ။ဒါကြောင့်နှုတ်ဘတ်တော်မှာကျွန်တော်တို့ကြည်အခါမှာ တခါတည်းမှာဒီနေ့เนาะကျွန်တော်တို့ရဲ့လက်တွေ့အပြင်ကျွန်တော်တို့เนาะဘဝမှာမိသားစုတည်းမှာကျွန်တော်တို့စုတောင်းနေတဲ့အရာတွေဒီနေ့ကျွန်တော်တို့တောင်းလျှောက်နေတဲ့အရာတွေဒီနေ့ကျွန်တော်တို့မျော်လင့်နေတဲ့အရာတွေကျွန်တော်တို့တောင်းတနေတဲ့အရာတွေဒီနေ့ကျွန်တော်တို့အသက်တာထဲမှာရှိနိုင်တယ်ရှိလိမ့်မယ် အကြောင်းနှုတ်ပတ်တော်မှာကျွန်တော်ကြည့်တဲ့အခါမှာဓမ္မရဇုံပထမဆာဆောင်မှာဟာနာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။သူ့ရဲ့ခင်ပွန်းကတော့ဇနီးနှစ်ယောက်ရှိတယ်။အဲ့ဒီနှစ်ယောက်ထဲမှာသူကတယောက်အပါဝင်ဖြစ်တယ်။ဆိုတော့ဒီဟာနာဆိုတဲ့အမျိုးသမီးကတားဖွားရသောအခွင့်ကိုမရဘဲနဲ့မြုံသောအမျိုးသမီးတယောက်ဖြစ်တယ်။ဒါပေမဲ့သူက သာသမီယတနာအရန်လိုချင်တယ်သာသမီယတနာကိုအရန်လိုချင်တဲ့အတွက်ကြောင့်သူဘာလုပ်လဲနစ်စင်နစ်တိုင်းဒီနေ့ဖရားရဲ့အိမ်တော်ကိုတွားတဲ့အချိန်တိုင်းမှာဖရားဟာမာသူသာသမီဥစ္စာကို ရဖို့ရန်တဲ့မျက်ရည်မျက်ခွန်းနဲ့ဒီနေ့ဖရားထမသွွင်းပြီးတော့ဒူထောက်ပြီးတော့အမြဲတမ်းတောင်းလျှောက်နေတယ်မိခင်တယောက်ဖြစ်တယ်ဆိုတော့ အမျိုးသမီးတယောက်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဆိုတော့ तू ကသားသမီးကိုဘလောက်တောင်းလို့ချင်းလဲဖခင်တမဘလို့မျိုးထိတောင်း तू ကတိုးဝင်လဲလို့ကျွန်တော်ကြည့်အခါမှာဖခင်ရဲ့အိမ်တော်ကိုသွားတဲ့အချိန်မှာဒီနေ့ဖခင်အိမ်တော်မှာဒီနေ့ဆုတောင်းပြီးတော့အကြီးကျယ်သူမျက်ရည်မျက်ခွန်းနဲ့ ဖယားထမှာ surrender လုပ်ပြီးတော့ဆုတောင်းတယ်အဲ့ဒီအချိန်မှာဖယားရဲ့အိမ်တော်မှာအမှုဆောင်ဖြစ်တဲ့အေလီယာနေပြီးတော့ဒီအမျိုးသမီးကိုမြင်တဲ့အခါမှာဒီအမျိုးသမီးကယေမုစေတတ်တော်အရာတကူကူကိုတုံးဆွဲပြီးတော့တောက်တုံးပြီးတော့မိမန်တော်ကိုလာတယ်လို့ထင်ပြီးတော့ဒီအမျိုးသမီးကိုဆူလိုက်တယ်ငေါက်လိုက်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ် အဲ့ဒီချိန်မှာဟာနာဆိုတဲ့ဒီအမျိုးသမီးကအမှုဆောင်ဖြစ်တယ်ဒီနေ့အေလီစီမှာဗာပြောလဲဆိုတော့ကျမကတာသမီးယတနာအရန်လိုချင်တဲ့အတွက်ကြောင့်နှလုံးချေကွဲပြီးတော့မျက်ရည်မျက်ခွန်းနဲ့ဖရားထာမှာသုံးဝင်တာဖြစ်တယ်စုတောင်းမှတောင်းတဲ့အချိန်မှာနှခမ်းပဲလှုပ်ပြီးတော့အတန်မထွက်တော့တဲ့အချိန်မျိုးထိတောင်းအတန်ကုန်တဲ့ထိတိုင်အောင်ဗာဖြစ်လဲသူကဟာနာက ဆူတောင်းတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။အဲ့ချိန်မှာဖခင်ရဲ့အမှုဆောင်ဖြစ်တဲ့အဲလီကဖပြောလဲ။ပြန်ပါတဲ့။ဖခင်ကတင်းရဲ့ဆူတောင်းတန်းကိုလမ်းညောင်းมาဖြစ်တယ်တဲ့။ဖခင်ကတင်းကိုသားသမီးအမွေဥစ္စာပေးမယ်ဆိုပြီးတော့အဲလီကနေပြီးတော့ဟာနာကိုပြောပြီးတော့ဟာနာဒီအိမ်ကိုပြန်သွားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီအချိန်မှာဖယားကဒီနေ့ဟာနာရဲ့အသက်တာမှာအလုံးလုံးပြီးတော့ အံ့ဩစရာကောင်းတဲ့အရာကသာသမီမရနိုင်တဲ့ဒီအမြုံမကအမတမချောမောလာပါတဲ့ဖရာရခင်ကြီးမစွာအတုံးပြုတ်တဲ့ရှင်ဘယင်တွေကိုဗိတ်သိက်ကောင်းကြီးပေးတဲ့ရှမွေလဆိုတဲ့သာသမီ ရရှိလာတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။ထို့ပြားနာမှာပုံကြည့်ပါစေ။ဒါကြောင့်ဒီနေ့မှာဒီနေ့ခွန်အားပေးခြင်းတဲ့အရာက ဒီနေ့ဖယားထမှာဒီနေ့ကျွန်တော်တို့เนาะနှလုံးခြေကွဲဆိုတဲ့ဒီနေ့ကျွန်တော်တို့တောင်းတဲ့ဆုရရှိလိမ့်မယ်ဒီရတဲ့အားလုံးကိုလည်းဖယားကသိတယ်ဒါကြောင့်ခရစ်တော်ပြောတဲ့အရာကမထင်ရှားသောအရာကိုမြင်တော်မူသောသင်ရဲ့အပ္ပဒီအကျိုးကိုထင်ရှားစွာပေးတော်မူလက်တန်းတဲ့တို့ဖယားနာမှာအပေါင်းကြီးပါစေဟာနာကတော့တကယ်ဗိမာန်တော်ထဲမှာဖယားရဲ့ရှေ့တော်မှာ ဘယ်သူမှမမြင်ပြင်မဲ့ဘယ်သူမှမသိပြင်မဲ့မထင်ရှားသောအရက်မှာဘုရားထံကိုဒီနေ့အကြီးကျယ်ဆုတောင်းတဲ့အခါမှာဘုရားကသာသမီယတနာကိုအကျိုးကိုထင်ရှားစွာပေးတယ်။ဘုရားကတည်တယ်။အကြောင်းမိတ်ဆွေဘုရားကတည်တယ်။သင်ရဲ့ဆုတောင်းတန်တွေကိုလည်းဘုရားကနားထောင်နေတယ်။ဒါကြောင့်ဒီနေ့မထင်ရှားသောအရာကိုမြင်တော်မူသောသင်ရဲ့အဖသည် မထင်ရှားသောအရာမှာသင်ရဲ့ဆုတောင်းနေသောအရာတွေအားလုံးဒီ ဘုရားကတည်တယ်ဘုရားကအကျိုးကိုဒင်ရှားစွာပေးမှာဖြစ်တယ်အာမင်အထူးဖြင့်ဒီချိန်ဒီကာလမှာဒီနေ့ကျွန်တော်မြန်မာပြည်ကြီးအတွက်ကျွန်တော်ဆုတောင်းနေတာဖြစ်လိမ့်မယ်ဒီနေ့ကျွန်တော်မိသားစုတွေအတွက်ကျွန်တော်ရဲ့ညီကိုတွေပြောင်းလဲဖို့ရန်အတွက်ကျွန်တော်ဘဝတွေထူးခြားခြားနာပြောင်းလဲဖို့ရန်အတွက်ဒင်ဆုတောင်းနေတာဖြစ်လိမ့်မယ်ဒီရဲ့ဆုတောင်းတဲ့တွေကိုလက်မလျှော့ပါနဲ့ သင်ရဲ့အော်ဟစ်တောင်းလျှောက်တန်တွေကိုမလျှော်လိုက်ပါနဲ့မထင်ရှားဘူးဆိုတဲ့အရာမှာဘယ်သူမှသင်ရဲ့ဆုတောင်းတန်ကိုမတိတော်များလဲမမြင်တော်များလဲဖျားနဲ့ကိုယ်နဲ့ကြားထဲမှာဒီနေ့ကိုယ့်ရဲ့ဆုတောင်းတန်တွေကိုမဆဲစေပဲနဲ့ညည့်ရက်မဆဲပဲနဲ့မနာစေပဲနဲ့တောင်းပါဘုရားထာမသိုးဝင်ပါအချိန်ရောက်လာတဲ့အခါမှာဖခင်ကတင်းရဲ့ဆုတောင်းတန်းတင်းရဲ့တောင်းလျှောက်တန်း တင်းရဲ့အော်ဟစ်တန်းတင်းရဲ့ပတ္ထနာပြုတ်တန်တွေကိုဖရားခင်ကအကျိုးကိုထင်ရှားစွာပေးမှာဖြစ်တယ်ဆိုတဲ့နှုတ်ပတ်တော်အဖြစ်ခွန်အားပေးဝေမြခြင်းနဲ့အရောက်တိုင်းနှုတ်ပတ်တော်အဖြစ်ဖြာကောင်းချီးပေးပါစေအာမင်